ပြည်သူစစ်စလပိုင်း18ရက်နေ့မှာပြည်သမင်းကိုယ်တိုင်ကဝန်နာပါဘူးကိုသားသမီးကဘာဝန်နာပါလဲဆိုတာလေးကိုသိချလေးလာသိနေတယ်ဗျသမီးကဆော့လာတော့တိတ်မကြိုက်တဲ့သူကိုဝန်နာပါဘူးနော် စူးထဲမှာ40ကျော်50လောက်ပေါ့ MSP သမီးနာမည်ကအပြည့်ပြည့်လင်းဆိုတော့အသက်ကတော့7နှစ်ပေါ့7နှစ်ပြည့်သွားပြီလား7နှစ်7နှစ်ကပြည့်သေးသက်လာပိုင်း18ရက်နေ့မှာပြည့်ဒီနေ့အစာမူရန်ပုံပေါ့ပေါ်ရဲရွေးရတာသမီးကဒီထားလေးအာတမီးကထိုးဖို့ပြောတာ။ဟင်းထွာဂျပန်နေလမ်းလေးဖြစ်ပါလေ။ခက်ကြဲကြဲနဲ့ပုံ င်းကအကြီးကြီးထိုးတာဝါသနာပါရနော်ဟုတ်တတီတစ်ခေါက်လာတော့လည်းအဲ့လိုအကြီးကြီးထိုးတာလေနော်ဟုတ်ဦးရဲ့ကြီးကျောင်းအပြည့်ထိုးနေဒီနေ့တော့ဒါမနဲ့ပဲချိန်ရအခုဘဏ္ဍာရှိနေတောက်ချောက်ထိုးနေအခုမနဲ့ရှစ်ရှစ်ခွဲရထိုးရအောင်ဟုတ်လားအော်ဒါဆိုရင်အခုဆိုအခုဆို၃လိုင်းလို့ဖွဲတော့ရှိသွားပြီဆိုတော့တော်တော်တော့ကြာနေနော်ဟုတ်ဟုတ်ကဲ့တူးချွာဆိုအခုဆိုရင်ဘဏ္ဍာရှိသွားပြီလဲလင်းဆိုအင်းတနေ့ကျော်လားအဲ့လို တစ်နှစ်ကျော်တော့ရှိပြီเนาะဟုတ်ကဲ့ဟုတ်ကဲ့တနည်းကျော်တော့ကြည့်ပြီဆိုမှဒီသမီးလေးကြဆိုဘန္နာပုံတော့ပြီးထိုးပြင်နေလဲအမ်ပုံ50လောက်ပေါ့50ဆိုတာလေခဏိုက်တင်ပြောပြအောင်တော့အကြီးကြီးတွေပဲထိုးပြတာလားဟုတ်အကြီးကြီးတွေပဲထိုးပြတာအမ်အမေကအစထိုးရတာဖေဖေကအကြီးကြီးတွေထိုးဖို့ဟိုဟိုကဲဟိုဖြစ်တာပြောတာလားဒါမှသမီးကိုယ်တိုင်ကအကြီးကြီးတွေစိတ်ပါလား တမီးကိုလည်းအကြီးကြီးစိတ်ပါတို့ကြီးစိတ်တွေပါအဲ့တော့တမီးထွက်ဆွဲပြီဆိုလို့ရှိရင်ပုံကြီးစားတွေရောပေါ့ဟုတ်ညာတော့ဖြစ်ဘယ်လိုလိုင်းနေဆိုရလဲအဲ့လိုဂျပန်လိုင်းနဲ့လားဟုတ်ဂျပန်လိုင်းလို့စာမူလာလို့အဲ့တော့ဒါပရိသတ်ကိုလည်းဒါပြပြတယ်ပေါ့ဒါတမီးရဲ့ဇတူးလုံးဆရာဘသူလဲပေါ့လူဆရာတော့ဆရာဖေဖေကိုလင်းဖြစ်ပါတယ်ဒါဖေဖေရဲ့တမီးရဲ့အမွေကိုနော်လုံးဝပြန်ရအောင်စက်ခံတာဆိုတော့ပြောအတူအရာဖေ ကြောက်မှုလို့လားဒါပေမဲ့သမီးကိုယ်တိုင်ကဝါသနာပါတာလားသမီးကိုယ်တိုင်ကဝါသနာပါတာဟွာငားနေခဲ့ရင်ဟာလားအသက်ငားနေတယ်ဟုတ်အဲ့ဆိုအသက်ငားနေကြတဲ့ဒီလိုဟိုဟာပေါ့ပတိလေးဆွဲတာလားပတိစဆွဲတာပေါ့ဖေးဆုပ်တန်လေးနဲ့ဒါဆိုရင်ခန္ဓာကိုယ်လူသားပေါ်မှာစဆွဲတဲ့နေ့ကကြတော့ဟိုဟာ2022အဲ့လောက်ပေါ့အဲ့ဆိုရင်10နှစ်ဝင်နေတော့ပေါ့ဟုတ် ခင်လေးနဲ့ရှိရင်စိုးတိုးကတော်လိုက်တယ်။အဲ့ဒါဆက်ဆက်နေတိုးတော့အမှတ်တရပြောတာသတိကြောက်နေမျိုးရှိတာအဲ့လိုစေးကြိုက်ရအဲ့ဒီဟာသူ့ကြိုက်ရတာဟုတ်ပါဘူး။လက်တွေပါတုံတာကိုပြီးတော့စိတ်ထဲမှာလည်းကြောက်တယ်လေ။အင်းစိတ်ထဲမှာကြောက်တယ်ဆိုရင်မှားဝါးမှောက်ကြောက်တာလားငါမဟုတ်မလားနှခုစလုံးမို့စစနေတို့ကဘာပုံလေးထုတ်ရလဲဟာ fancy ပုံလေးဟုတ် fancy ပုံတော့လည်းစိုက်တူတေးလို့ဟုတ် ဟုတ်အလကားကနေစတော့မိုးရခေါ်ရင်းအဲခုတော့တော့ professional ဒါလုံးဝမဖြစ်နေအပုံလေး50တော့ရှိပြီဆိုတော့ဒါဆိုရင်တော့အဲဆက်နေအားရရတော့အဲ့ဆက်နေပါပြည့်ပြရလားဘာလာကိုစုတာဟုတ်လားဟုတ်ကိုကိုစုတာဟဲ့တော့ပြစ်စုဘူးလားဟိုအဲ့အခုစုဘူးလဲမဆိုဘယ်လောက်ရှိစုဘူးဒီနေ့စုတယ်ဘယ်လောက်ရှိလဲ စူးထဲမှာ40ကျော်50လောက်ပေါ့ဖေးရအောင်ဆိုရင်ပါလဲဟိုတမိကိုပြန်မတောင်းပါတော့နော်မတောင်းဟိုဒီနှစ်နှစ်တွေမှာဒီနှစ်ဒီပုံလေးတွေလည်းတွေ့တယ်ကျွန်တော်ကတမိဒီ cavity လေးဒီတက်နေရတယ်သိရအဲ့အကြောင်းလေးလည်းပြောပြအောင်သမီးတက်နေရဆရာဘိုးကလေးထိလုံစီมาပေါ့เนาะတက်လာတလားလောက်ပဲရှိသေးတယ်ပို့ပြီးတော့ကျွမ်းကြည့်အောင်လို့လားဟုတ်လားဟုတ်ပို့ပြီးတော့ကျွမ်းကြည့်အောင်လို့လားအဆုံးသာတတိတွေ့ရတာသမီးဆွဲလာတယ်တကယ်ဘိုးရောနေလုံးပုံတော့ပါဒီပုံပကြီးအញ្ញမ်းတော်တာလဲ အဲ့ဒါလေအဲ့လိုငငယ်တဲ့ဗတိဝါသနာပါလို့လားဒါမှမဟုတ်အစရာစီတက်ပြီးမှအဲ့လိုဖြစ်လာငယ်ရဝန္နာပါတာဗောအဲ့ဒီတော့ပူကောက်ပါဒီပုံလည်းမပုံစံပြီးသားလေးနော်ဟုတ်ဘုရားမျိုးသမီးတွေရောထိုးပြီးတယ်ဗောနော်မျိုးသမီးတွေအနေတာဗောဟောဟိုဘယ်နေရာတွေထိုးရတော့တော့အများဆုံးပြီးအပေါ်အကြီးတွေဘယ်လိုမျိုးလေးတွေပေါ့ပေါင်တော့ခြေစလုံးတော့ဗောဂျပန်လိုင်းစွာပြီးဘယ်လိုမျိုးလဲဒီလက်ကားတွေလားအဲ့လိုမျိုးတွေလဲပေါ့အဲ့ဒါလည်းပြပြပါ အန်လန်ဒီခယူးခွေတို့ရှိတ်ခယူးခွေတို့ငင်းတို့ပြဲတို့ကြားတို့ဟိုဒီဟာကြတော့ဒါကြောင်းအားတဲ့အချိန်မှာထိုးတာလားဟုတ်ကြောင်းအားတဲ့ကြောင်းအားတဲ့အချိန်မှာမအားလဲထိုးတာလေမမအားလဲထိုးတာကြားစနေတနင်္ဂနွေနေ့နှစ်ရက်သေးပဲဟုတ်လားဟုတ်အဲ့ကျွန်တော်ကျောင်းကွာအင်္ဂလိပ်စာပြတာလားဟုတ်အင်္ဂလိပ်စာဟိုပြိုင်မှုပြိုင်မှုစီစဉ်တော့ပြိုင်နေတာဟိုရှိတာ ရှိရင်ဟုတ်လားဟုတ်လူကျင်တဲ့ဓာတ်ပဲမရောက်သေးဘူးပေါ့ဟုတ်လားဟုတ်ဩအဲ့ဘောเนาะသူကဒါ7နှစ်လောက်မရှိသေးဘူးနေတဲ့မှာတော့ရောက်90လောက်ရှိပြီဆိုတော့ဒါမြင်တာအောင်မြင်တော့အောင်မြင်တာလို့ပြောပြောပါတမီးရတာကလေးလေးပဲရှိသေးတယ်ဆိုပြီးဆော့ရပါမရှိဘူးလားပေါ့နော်ပြောပါတမီးကဆော့တာတိတ်မကြိုက်ဘူးတူကိုဝန်နာပါပေါ့နော်အခုပုံ90လောက်ဆိုလေဘာဒီဘလူးပုံနေထိုးတက်တာလည်းနည်းနည်းချော့ပြတ်ပြဲတို့ငါတို့ပြီးတော့စာမူခန်းတို့ပါတို့ အစီအစီမှာသမီးကတက်တော့တာလေးကလေဘာလို့လုံးဖို့စိတ်ကူးရှိလို့လဲပြောပါဦးဟွာပုံနူပေါ့ထိတ်လန်းနေပေါ့ဟောကျွမ်းကျင်အောင်ရှိရင်ဘယ်သူနဲ့ပတ်သက်ရင်တော့သမီးအကုန်လုံးကိုရေးကျင်ပါလေပေါ့ဒါသမီးရဲ့လက်ဝူးဆရာဖေဖေပေါ့နော်ဆရာကိုလင်းဖြစ်ပါလေပေါ့ကဲဖီပီရောဆရာဟုတ်လားကဲအဲ့ဒါဒါမော်လီပြောပြပါဦးဒါဒီသမီးလေးကကိုယ့်ရဲ့အမွေရောလုံးဝတရားရခိုင်နှုန်းနဲ့ဆက်ခတ်နေတဲ့အပေါ် ဟုတ်ဟိုဟာအတက်ငယ်ငယ်လေးနဲ့ဒါမျိုးလုံနိုင်တာပဲကျွန်တော်တို့ကတော်တော်ပုံယူနေရတယ်ဗျာဟိုပုံကြီးတိုင်းနေလဲတော်တော်များများရေးနိုင်နေပြီလေအခုနောက်ပိုင်းတော့ကြည့်ရမလို့တော့ပါဘူးလွတ်ထားလို့ရတယ်ပြင်တော့ဟိုဟာလက်တီးတီးပေးရတာပေါ့ကျွန်တော်မားနေတဲ့ဆိုင်ရတစ်ပည့်ပေါ့တန်ငါနာနီးတန်ငါမုဂုနာနီးမဟုတ်တော့ပေါ့ကျွန်တော်လည်းအများအားထိတွေ့နေရောလဲသူကဒါဝါငါပါသွားတဲ့သဘောပါပဲအခုမှတလူဖြစ်တော့ခုနောက်ပိုင်းရတော့တလူရေးနေရတယ်သူကပြောနေရတယ်စားကလေးတို့လည်းဆော့လာရေးကစားလာရေးတိတ်မရှိဘူး တတူးကိုပဲတော်တော်လေးသိမ့်ဝင်လာတယ်ပဲကလေးတွေကထိုးညံ့တယ်အဲ့လိုလေးတွေ့ရနော်ဟုတ်တယ်ဟုတ်တယ်ငါးနှစ်ကလေးတွေကတူတူဝါနာပါဆိုပြီးတော့ကျွန်တော်ရေပြားတူးမှာဆမ်းပြီးတော့ရေးခိုင်းတာအင်းအဲ့တော့ကတော့အပျော်ဆိုတဲ့သဘောပဲလေအခုကြမှာသူကတရားကိုတကယ်ထဲထဲဝင်ဝင်ဒုက္ခသွားရပီတီကတော့တော်တော်ဖြစ်တာပေါ့လေဘာလို့လဲဆိုတော့ကျွန်တော်ကလည်းဒီရောက်လာကိုလင်းကဂျပန်တိုင်းရေးတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တမီးကလည်းဂျပန်တိုင်းနဲ့ပတ်သက်ရင်ကတော့ နောက်ပိုင်းလောကစစ်ချရတဲ့လူဖြစ်တဲ့တွေကျွန်တော်ပို့ပြီးထွေးမှာပါအဲငွေစုကလေးကတော့ကျွန်တော်ပဲတင်ပေးထားတာပါပဲကျွန်တော်လည်းငွေလေးတွေကငွေစုရဲ့အချင်းကိုလုပ်တယ်လေအဲ့တော့သူ့ကိုကျွန်တော်သူခိုးရသမျှကိုပုံပေးတာမဟုတ်ဘူးကျွန်တော်သုံးပုံပုံလိုက်တယ်သူ့တပုံသာပဲပေးရကျန်တဲ့နှစ်ပုံကတော့ကျွန်တော်ယူကြည့်ရပါလိမ့်မယ်အဲ့ဒါမှလည်းသူရတဲ့ခေကသူ့ကိုပြန်ပြီးတော့သူ့ပြသွားတာမိဘတွေအနေနဲ့ဘယ်လိုပြောကျင်လဲဆိုတော့ ကိုသားသမီးကဘာဝါနာပါလဲဆိုတာလေးကိုတခြားလေးလာသိကျင်တယ်ဗျာဘောလုံးဝါနာပါရင်ဘောလုံးကန်တဲ့နောက်ကိုထည့်ပေးသိကျင်တယ်ပကြီဆွဲတဲ့လူဆိုလည်းပကြီနောက်ပေါ့တော့ဒီကတော့တတူးဝါနာပါတတူးကိုပဲကျွန်တော်ထဲထဲဝင်စင်ပြစ်သွားတာပါဒီကဝါဒရာနဲ့ဝမ်းလာနဲ့တစ်ထက်တည်းကြတော့ပို့ပြီးတော့အစီအစဉ်ရပါတော့ရနော်။ကျွန်တော်ကကျွန်တော်ခြေရလိုက်နင်းလိုက်တယ်။ဒါ၁၂နှစ်ပြည့်ဖို့ တလားနှစ်လားပဲလိုတော့တာတော်မရသူ့မယုံကြဘူးဆယ်နှစ်ကျော်လို့ပြောရင်ပြန်ပါအဲဒါကြောင့်အဲ့ဒီရဲ့ပြောဆိုခြင်းတွေတော်တော်ခံရတယ်ဒါပေမဲ့လည်းကိုသားသမီးတက်ကိုပဲသိရတယ်နော်သူကသူကကလေးစိတ်ကြဲရှိတယ်လူကြီးစိတ်ကြဲရှိတဲ့သဘောပါပဲ ပဲသိရဆိုတော့မညုံပြအသက်တိုင်တာထင်တာဟုတ်တယ်ဟုတ်တယ်တော်တော်များများထင်ကြတာအဲကျွန်တော် TikTok မှာတင်ပြီဆိုလဲဝင်မန်းလာများဒါကြီးကအသက်17နှစ်လားဒါကြီးက10နှစ်ကျော်လားဆိုတာတော့ကျွန်တော်ဝင်ပလိန်တာများတယ်အေးပေါ့အေးပေါ့အေးပေါ့ကိုသားသမီးတက်ကိုပြောတော့ကိုဘယ်သူမှတော့လိန်မတင်ဘူးလေနော်ဒါခန္ဓာကိုယ်ထွားတာလေးတစ်ခုပါပဲကျွန်တော်ကတော့ဒီတတူးလောကမှာကျွန်တော်မလုသွားနိုင်တဲ့ပြိုင်ပွဲဝင်တာလို့တတူးရဲ့စုနဲ့ပတ်သက်တာကျွန်တော်မရခဲ့ပေမဲ့ကျွန်တော်သမီးနဲ့ပတ်သက်ပြီးတော့ သူတူရအောင်တော့ကျွန်တော်စူးစမ်းပါဗျာအဓိကတော့အခုကျွန်တော်ဟိုဟာဆရာဘူရင်းသင်းတော်ကြီးမှာထဲပကြီးဖတ်တင်ပေးနေတယ်အဲ့ရဆင်းလာပြီဆိုရင်လည်းကျွန်တော်ဆရာကြီးဖြစ်တဲ့ဆရာကြီးဒီမှာလည်းကျွန်တော်တင်နေဖတ်ဖို့ရှိတယ်လုံးဝမိန်းကလေးအစ်တတဲမှာပုံကြီးရဲ့ကြီးပဲတီးတဲ့ကြီးရဲ့ဆရာမဖြစ်အောင်ကျွန်တော်ပို့ပြီးထွင်ပါမယ်အေးချက်လက်ဆောင်ထပ်စေချင်ပါဟုတ်ကဲ့ဗျအဲ့ဒါတော့သိကြပါပဲအာဟုတ်ကဲ့ကျွန်တော်တို့ရဲ့တလူဆိုင်ကအောင်မင်္ဂလာဝီဗီနောက်ကစက်ကြိုးရက်ွက်ထမှာပါ ရောက်ကလာကိုလင်းဆိုရင်အခု line မှာတော်တော်များများသိကြပါဗျာကျွန်တော်တို့ကဂျပန်ကြီးပဲသီးသန့်ကြီးရဲ့ဆိုင်တော်ဖြစ်နေပြီအားကြောင့်လည်းဆဲခံရပါကြပါပါတယ်ဟိုယုံကြည်တော့လာရောအားပေးလို့ရပါတယ်ဗျာဆိုင်မှာကျွန်တော်တို့ကျွန်တော်လူမျိုးပဲလက်ရကောင်းတဲ့တပည့်ကြီးလည်းရှိတယ်ကျွန်တော်သမီးနဲ့ရေးကြည့်နေဆိုရင်လည်းဟိုဒီတော့အတင်းတင်းနဲ့လာရောရေးထုတ်လို့ရပါတယ်သမီးတို့ဆိုင်မှာထိုးရင်လို့ရှိရင်ဆင်ယံယူဒိတ်ယူပြီးကြလာထိုးလို့ရပါတယ်ပေါ့နော်ကျွန်တော်ဘက်ကသူ့လက်ရနဲ့တန်တဲ့ဈေးနှုန်းနဲ့ ကျွန်တော်ပြန်ပေးနိုင်အောင်ပဲတော်တော်လေးဝမ်းသာနေပါတော့အားလုံးကျေးဇူးပါ Myanmar Star Bazaar